Hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးကိုကျွန်တော်ရဲ့ channel လေးကနေပြန်နေကြိုဆိုလိုက်ပါရင်ကျွန်တော်နာမည်ကတော့ Marcus ပါကျွန်တော်ကတော့ theory data တယောက်ဖြစ်ပါတယ်เนาะ Okay extended theory တဲ့ my Marcus ရဲ့ page လေးမှာကျွန်တော် run လာတာတော့အနည်းငယ်ကြော်ပြီပေါ့เนาะဆိုတော့အမြဲတမ်းစောင့်ကြည့်ပြီးတော့ကြည့်ရှုအားပေးပေးခဲ့ကြရဲ့ပရိသတ်တဦးတယောက်ရှိကြတယ်အထူးထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်မတူညီတဲ့ content အနေနဲ့အမြဲပြန်လာဖို့အတွက်စူးစမ်းနေပါတယ်เนาะ ဆိုဒီနေ့အတွက်ကတော့ကျွန်တော်ကျွန်တော်ရဲ့အမြင်လို့ပေးနေကြဖြစ်တဲ့ Oracle reading နေ့တခုဖြစ်တယ်။ဒီခေါက်တော့ collective reading လေးတင်ပေးပါစေ။နော် universe ကတင်လို့ဒီမှာတော့အဆုံးပေါ့နော်ဆိုတော့ guidance ရဲ့ပါမယ်နော်။ဒီနေ့ရဲ့ journey အတွက်လည်းပါမယ်။ဒီနေ့ရဲ့ current situation တွေအတွက်လည်းပါမယ်နော်။အဲအဲပြီးတော့ divine energy တွေလည်းပါမယ်။ guidance တွေလည်းပါမယ်။ပေါ့နော်နောက်တစ်ခုကတော့ healing message တွေလည်းပါပါလိမ့်မယ်เนาะနောက်တစ်ခုကကျွန်တော်ကျွန်တော်တို့ season change ပေါ့အခုကကျကျွန်တော်ဆောင်းရည်ရဲ့ရောက်လာပြီပေါ့เนาะဆိုတော့အဲရည်ဥတူကလည်းနေငယ်အေးလာပြီဆိုတော့ season change အနေနဲ့ season message တွေလည်းပါမယ်ပေါ့เนาะ Okay ကျွန်တော်တို့ဒီအပေါ်ကတော့ current current energy အတွက် session တစ်ခုဖြစ်တယ်ပေါ့เนาะ Okay ကျွန်တော်ကက်ကလေးရောအရေးဆုံးထုတ်ထားရေပေါ့เนาะဆိုတော့အဲ့ဒါလေးတွေကိုအရေးဆုံးမပြောခင်မှာเนาะ ဒီဝီရင်လေးကိုဖျက်မြအောင်เนาะကျွန်တော်ဘက်ကရိုက်နေအောင်လို့အချိန်နေရောအာ energy ရောပေးရရပေါ့เนาะဆိုတော့အမြင်ဒီဗီဒီယိုလေးကိုကြည့်ရတဲ့ဟာမှလည်းเนาะအလူတွေကအမြင်အားနေကြတာတော့မဟုတ်ဘူးเนาะအဲ့တော့ဆိုတော့ကိုမှရှိတဲ့အချိန်လေးကိုဖဲ့ပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပေးကြရတဲ့အတွက်အရင်ဆုံးကျေးဇူးတင်နေနော် universe ရဲ့နေပြီးတော့ guidance တွေကိုလက်ခံရရှိပါစေလို့လည်းဆုမကောင်းတောင်းပေးပါတယ်နော်ကျွန်တော် PM message လေးတွေကိုလည်းလက်ခံရရှိမယ်လို့ထင်ပါတယ် เนาะဆိုတော့ကျွန်တော်တို့စပြီးတော့ကြည့်လိုက်ကြရအောင်ပေါ့เนาะဆိုတော့ကားရဲ့ energy မှာတော့ကျွန်တော်မြင်သလောက်ကတော့ပေါ့เนาะဆိုတော့လက်တွေ့ကြဖို့အတွက်အကောင်းဆုံးစူးစမ်းနေရမျိုးတွေ့ရတယ်စိတ်ကူးရင်မဆန်ကျင်ဘူးပေါ့เนาะစိတ်ကူးရင်ကတော့မချိုက်ဘူးမလိုချင်တော့ဘူးเนาะဆိုတော့အခုချိန်မှာငွေမငွေဆွဲလူရှိနေမယ် prosperity เนาะကိုယ့်ရဲ့ပိုင်ဆိုင်မှုငွေကြီးအလုပ်ကိုင်အောင်မြင်မှု career success เนาะ education success ဒီ success တွေတော့ကိုပဲ လိုက်ချင်လာရဲဆိုရဲ energy မျိုးရရဲနော်လက်တွေ့ကြရဲဘဝဆိုရဲပါလေဒါဝပဲလိုချင်တာအာအောင်မြင်နေဆိုရဲ live တခုကပါလေဒါဝပဲလိုချင်တာအာကောင်းမွန်တဲ့ leadership ဆိုတာပါလေ leadership skill ဆိုတာပါလေနော်တာတကယ်ကောင်းတဲ့ qualification ဆိုတာပါလေနော်အဘောတို့တောင်ငါဘယ်လိုလုပ်မလဲပေါ့ဆိုတော့ အဲ့လို development တွေကိုပိုပြီးဆက်ဝင်စားရယ် like self development self improvement ဒါမျိုးအရင်ဆက်ဝင်စားနေကြလာဖြစ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ထဲမှာခေါင်းထဲမှာရောက်နေရယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ goal စင်ကတော်တော်ရနေနေပြီဗျဘလို့ goal ပဲဖြစ်ဖြစ်ပါကိုဘာလုပ်မယ်ဆိုပြီးတော့တွေးထားရသတ်မှတ်ထားရ goal တစ်ခုကကိုနဲ့အခုချိန်မှာအရင်ကနေကတ်နေပြီပေါ့နော်ဆိုတော့တင်သွားနေလဲအကြောင်းကမှန်တယ်လို့ပြောလို့ရရတယ်ပေါ့နော် ဘာကြောင့်လဲဆိုတော့ you are very close to achieving your goal เนาะတင်းရဲ့ goal တစ်ခုတင်း achieve ရတော့မယ်တင်းအောင်မြင်ရတော့မယ်တင်းရရှိတော့မယ်ဆိုတဲ့အတွက်ကြောင့်မလို့တင်းသွားနေတဲ့လမ်းကြောင်းကတင်း goal စီကိုသွားနေတဲ့လမ်းကြောင်းမလို့တင်းဟာအောင်မြင်တော့မယ်ဆိုတဲ့နမိတ်မျိုးကိုဒီမှာပြနေတာဖြစ်နေမယ်เนาะအဲ့တော့ဒီကိုရှောင်းနေတဲ့လမ်းကြောင်းဒီအင်မတန်မှမှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်လို့ဒီမှာတော့ confirmation အနေနဲ့ပေးသွားရပေါ့เนาะအဲ့တော့ဟုတ်ပြီတင်းဖြစ်ချင်တဲ့ email ချက်ကဘာပဲဖြစ်နေဖြစ်နေเนาะ အဲ့ကိုတခုကမကြခင်မှာတင်နာတဲ့တင့်ကိုပြန်ပြီးတော့လိုချင်လာလိမ့်မယ်တင်ကလည်းကိုကိုလိုချင်တယ်လို့ကိုကလည်းတင့်ကိုပြန်လိုချင်လာလိမ့်မယ်ပေါ့နော်ဒါတော့ current energy အရာဆိုတော့ကျွန်တော် current energy ကိုသုံးသပ်ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်ဒီမှာအခြေရေးတွေပါရေဆိုရထနော်ငွေကြေးတွေအလုပ်ကိုင်းအောင်မြင်မှုတွေ career success တွေနော်ကိုရဲ့ဘဝလက်တွေ့ကြကြနေပေါ့နော်ကိုအဆင်ပြေနိုင်ဖို့အတွက်အဓိကတော့လက်တွေ့ကြခြင်းနဲ့ နော်ငွေကြေးပိုင်းပေါ့နော်ဆိုရင်အဲ့ပိုင်းနေမှာအောင်မြင်ဖို့အတွက်ကိုယ်သတ်မှတ်ထားရဲ့ goal တွေဖြစ်ဖို့အတွက်ရဖို့အတွက်ပေါ့နော်အဲ့အတွက်အရင်အောင်ဆိုင်နေရတာမလို့တဲ့နော်အဲ့လို energy မျိုးလေးဖြစ်နေပါတယ်တဲ့နော်ဆိုတော့တည်မြဲခြင်းတာအလရှိအချိန်တွေမှာလေးတည်မြဲခြင်းတယ်ငွေကြေးဆိုရင်လက်ထဲမှာမြဲခြင်းတယ်မြဲမြံခြင်းတယ် so why ဘာလို့မြဲမြံခြင်းတာလဲပေါ့နော် for what ဘာလို့ဘာအတွက်မြဲမြံခြင်းတာလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတသက်မှတ်မှတ်လေးချမှတ်ပေးပါနော်ဘာကြောင့် ြင်မြင်ချင်တာလေဘာလုပ်ဖို့မြင်မြင်ပါလဲเนาะဆိုတော့တင်းရဲ့ချိန်နေနဲ့ပတ်သက်ပြီးတော့အခုချိန်မှာတင်းလိုချင်နေရဲ့အဖြစ်တင်းလိုအပ်နေရဲ့အဖြစ်ရတော့တင်းရဲ့အတွင်းထဲမှာရှိနေတယ်အင်းကိုတင်းမဲ့ပြန်ပြီးတော့မေးလိုက်ပါတင်းရဲ့နှလုံးသားထဲမှာတင်းအတွက်အဖြစ်ရှိရယ်ပေါ့နော်အဲ့တော့တင်းခုပြောင်းနေရလမ်းပြောင်းနေရပဲဖြစ်ဖြစ်တော့တင်းတခုအဖြစ်တခုရှာမတွေ့ရပဲဖြစ်ဖြစ်တင်းခုခံစားနေရတာကဘာကြောင့်ကြောင့်အတင်းတို့ခံစားနေရရလဲဆိုပြီးတော့တင်းမေးကိုထုတ်ချင်လို့ပဲဖြစ်ဖြစ်နော် ဒီမှာအဖြေကတည့်ရဲ့စိတ်ထဲမှာပဲတခြားသူလည်းမေးကြမလို့ပါဘူးသင်သင်လှုပ်ချင်တာကိုလှုပ်လိုက်ပါတင်းရဲ့အဖြေတိုင်းတင်းရဲ့စိတ်ထဲမှာလာတဲ့အဖြေတစ်ခုတိုင်းသင်ဆော့ဆော့တမန်နဲ့စူးစမ်းပြီးတော့လုံးဆောင်လိုက်ပါတဲ့နော်မိရင်လေးကိုကင်ပြီးတော့ကိုဘွားကိုကိုဂရိုင်းမဲလန်လန်လန်ဘယ်လိုပြောရမလဲလမ်းထွေရမှာပေါ့နော်ဆက်ပြီးတော့ရှောက်ရမှာပေါ့နော်ကိုဘွားကိုပဲမိပြမှာ far away places ဆိုရဲ energy လေးရတဲ့အတွက် get ready for your new horizons နော်မကြခင်မှာကိုယ့်အတွက် key တစ်တွေထွက်လာပါတော့မယ်တချို့တွေကကြောင်းလည်းပြည်ရင်ပြပါ key တွေပေါ့နော်အဲ့ဒါအရင်အားကောင်းပါတယ်အဲ့တော့ abroad လို့ abroad သွားဖို့အတွက်စူးစမ်းနေတဲ့သူတွေ3လကနေ6လအတွက် energy အရင်ကောင်းပါတယ်နော်ဆိုတော့အရင် energy ကောင်းနေဆိုတော့96ကတင်လို့နှစ်ပဲပေါ့နော်အဲ့တော့ပြပသွားဖို့အတွက်စူးစမ်းနေတဲ့သူတွေ96မှာအကောင်းဆုံးဆွမ်းဆွတ်တယ်မှာစူးစမ်းပါပြပသွားနိုင်ခွင့်ရပါလိမ့်မယ်နော် ဟို far away places ဆိုတဲ့အတိုင်းပဲကိုလုံးဝမရောက်ပြည်နေရာတွေကိုခြေဆန်းခွင့်ရမယ်ကိုလုံးဝမရောက်ပြည်နေပြည်တွေကိုတွေ့ခွင့်ရမယ်ရောက်ခွင့်ရမယ်ပေါ့နော်ဆိုတော့ကိုမတိကျွမ်းတဲ့လူတွေကိုကိုမကြောက်ရဲရာကြီးကြားရမယ်မစားဘူးရဲရာကြီးစားရမယ်မတွေ့ဘူးရဲသူကြီးတွေ့ရမယ်နော်ဆိုတော့ကိုအတွက်နော်ကိုနဲ့အဝေးမှာရှိနေတဲ့အရာကြီးစီကိုဟာအထိတွေ့ခွင့်ရမယ် horizon ဆိုတော့ တင်းရဲလန်အချောင်းကြီးကပြောင်းလဲသွားတာမျိုးတွေ့ရတယ်ဘောနော်ဆိုတော့တင်းလန်အချောင်းအစ်တစ်ခုပေါ်ရောက်သွားပါလိမ့်မယ်တဲ့เนาะအဲ့တော့တင်းအတွက် journey ကတော့ထူးခြားရဲ့ new beginning အနေနဲ့ပြည့်နှက်လို့နေပါတယ်တဲ့เนาะ so တဲ့ခန္ဓာချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးမပြောခင်မှာကျွန်တော်ဒီ beginning အာ sorry အာဒီ base of the deck လေးကိုပြောခြင်းနဲ့ begin now နဲ့အခုချက်ချင်းစလိုက်တော့တယ်အစ်တင်းဘာပဲတွေးနေတွေ့နေအခုစလိုက်တော့ အရင်အချိန်မဆွဲနေရောဒါပေမဲ့အချိန်နေအချိန်ခါလေးရောရှိရပေါ့အချို့ရတဲ့ကကြောင့်လည်းအချိန်ခါမကြသေးရလေးရှိရမရှိအဲ့လိုမျိုးလေးဆိုရင်ခဏလေးစောင့်ပြီးစတော့နော်စောင့်ပြီးအကျွန်တော်ပြောသလို96ကတင်လို့ရနှစ်ပဲလို့ပြောရည်လေနော်ဆိုတော့အခုနည်းနည်းလေးအချိန်နေချိန်ခါမပေးနေတဲ့သူလေးတွေအနေနဲ့နှောင့်နှေးကြကြနေတဲ့သူလေးတွေနော် rejuvenating rain နော် clear the past heal the present နော် past ကိုရှင်းလင်းပါ present ကို heal လုပ်ပါ present ကိုကုစားပါ present ဆိုတာကဒီကျွန်တော်တို့ရဲ့ပြဿနာပိုင်းကာလပေါ့เนาะဆိုတော့အဲ့အချိန်မှာအကောင်းဆုံးလုပ်နိုင်တဲ့လောက်လုပ်ပါ healing လုပ်ပါเนาะဆိုတော့ begin now take your first step တင်းချီလန်ပထမဆုံးခြေလန်ကိုစလိုက်ပါတယ်เนาะဆိုတော့တင်းခုဘာပဲရွေးချယ်တာရွေးချယ်တာအဲ့ရွေးချယ်မှုကမှန်ကန်လားမမှန်ကန်လားမမေးနဲ့စလိုက်စကြည့်လိုက်ခြေလန်တလန်းလန်းကြည့်လိုက်ဘာဆက်ဖြစ်သွားမလဲပေါ့เนาะ connect to soul ဆိုရဲ့အကြိမ်လေးကြာရတာ emotional by sire no feeling by sire အဲ့ပါကျွန်တော်ထုတ်ထားတာအဲ့တော့ go within to discover what needs to be done ဘယ်ဟာတွေကိုလုပ်ဖို့ကြံနေသေးရဲဆိုတာကိုသွားပြီးတော့ရှင်းပြပါတယ်เนาะကိုယ့်ရဲ့အတွင်းထဲကိုရှင်းပြမှာ within within ပေါ့နော်အကုန်လုံးအခုကိုယ့်ကိုယ်ကို share world တည်ပြန်လို့ရမယ့်တွေပါတယ်နော်ကိုကိုကိုပြန်ပြီးတော့နားလည်နိုင်ဖို့အတွက်အကောင်းဆုံးစူးစမ်းရမယ့်သူတွေပါတယ်နော် within တခြားသူကိုမကြည့်နဲ့တခြားသူစီမှာမရှာနဲ့ ကိုယ့်ရဲ့ယင်ထဲမှာကိုပြန်ရှာ within ကိုယ့်ရဲ့အစိတ်အတွင်းထဲမှာကိုယ့်ရဲ့ inner circle တိုင်းမှာပြန်ရှာကိုကိုကိုပြန်ရှာနော် create the shift required to attract what you want တကယ်လို့ကို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 ပြန်ရှာလိုက်တဲ့အခါမှာကိုပြောင်းလဲဖို့လိုအပ်နေအရာရယ်ဆိုရင် shift လုပ်ဖို့အတွက်မကြောက်နေ change လုပ်ဖို့မပြောင်းမကြောက်နေเนาะဆိုတော့ပြောင်းလဲတဲ့နေအရာမြင်ပြောင်းလဲပလိုက်မကြောက်နေပေါ့เนาะဆိုတော့အာကိုလိုချင်တဲ့ဟာကို attract လုပ်နိုင်ဖို့အတွက်ပေါ့เนาะအာ ်ဘာလိုအပ်လဲပေါ့နော်အာကိုကဥမာကိုလိုချင်တာကအောင်မြင်တဲ့ lifestyle တစ်ခုအောင်မြင်တဲ့ success ဖြစ်တဲ့ဘဝတစ်ခုသင်လိုချင်တယ်เนาะဆိုတော့အဲ့အချိန်မှာအဲ့ဒါကိုလိုချင်နေတဲ့အချိန်မှာဖုံးဆွဲလို့မရအောင်ပြင်ကြည့်လို့မရအောင်ဆိုတော့အဲ့ distraction အဲ့အခက်အခဲတွေအဲ့အပြတ်မောင်းနောက်ဆက်တွေကိုဖယ်ပြရမယ်ပြီးတော့ emotional baggage တွေဒီ past ကဒီအတိတ်ကနေတင်လာ emotional baggage တွေကိုဖယ်ရမယ်ဆိုတော့ ဒါကျွန်တော်ဥပမာပေးရပါတော့အဲ့တော့ကိုလိုချင်တဲ့ goal တစ်ခုဖြစ်ဖို့အတွက်ကိုလိုချင်တဲ့ကိုလိုချင်တဲ့ AR ကိုဖြစ်ချင်တဲ့ AR ကိုကိုပွားတွေကို attract လို့ဘောဆဲဆောင်နိုင်ဖို့အတွက်ကကို့မှာ distraction တွေမရှိနေဘူးလိုရဲဂျားထဲမှာ energy package တွေမရှိနေဘူးလိုရဲပေါ့နော်ဆိုတော့အဲ့ဒါတွေရှင်းထုတ်နိုင်တယ်ဆိုရင်တော့အဆင်ပြေရယ် sorry energy package မဟုတ် energy blocks ပေါ့နော် energy ဖြတ်နေရတဲ့ဟာကြီးကိုရဲ့ဒီ energy တက်လမ်းကိုပိတ်ဆို့နေတဲ့အသားစီးတွေပေါ့နော်အဲ့ဒါတွေကိုဖြတ်တန်းနိုင်မှာပဲအဆင်ပြေမယ်နော် ပြောနောက်တစ်ခုကျွန်တော်မြင်ရတာကတော့ဒီမှာအောက်မှာ look beyond the surface ဘယ်အောင်မှအပေါ်ရမကြည့်နဲ့လူပဲဖြစ်ဖြစ်အရာပဲဖြစ်ဖြစ်ပျက်စီးပဲဖြစ်ဖြစ်နော်ဇုံတစ်ခုပဲဖြစ်ဖြစ်နော်ဘယ်အောင်မှအပေါ်ရမကြည့်နဲ့နော်ဒီ surface issue မှာဖြစ်နေရပြတ်အမဒီငါးကြီးဆိုရင်ကြည့်အပေါ်ရမှာအရင်ကြောက်ဖို့ကောင်းတယ်အကောင်နေကြည့်လားအဖက်အဖက်တင်နေ really 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 scary scary နော်အဲ့တော့ focus on the underlying motivation သူရဲ့စိတ်တွင်းအခြေအနေကိုအရင်ဆုံးကြည့်ပါ cause of beauty in a situation နော်ဆိုတော့ အကြောင်းကပါလဲပေါ့ဥမာ situation တစ်ခုရှိရယ်ပေါ့ situation တစ်ခုဖြစ်သွားတယ်ဥမာပြဿနာတစ်ခုဖြစ်သွားတယ်အခြေအနေရတစ်ခုဖြစ်သွားတယ်ပေါ့အဲ့အခြေအနေမှာဖြစ်နေရရုပ်စုအကြည့်တံမှုပဲမကြည့်ဘဲနဲ့အဲ့အခြေအနေမှာဖြစ်သွားတယ်အလားတရားကိုပြန်ရှာပြောချင်တာကအစိုးရရဲ့ဘက်ကိုကြည့်နေမဲ့အစားပေါ့ဒီဖြစ်ပြက်ဖြစ်လိုက်တယ်ဟုတ်ပြီဒီဖြစ်ပြက်မှာဘယ်ဟာလေးကကောင်းတဲ့အရာလေးဖြစ်ခဲ့လဲပေါ့အခုဖြစ်နေလဲဒါမှမဟုတ်ဖြစ်ခဲ့လဲပေါ့နော်အခုတည်းကဘာကောင်းတာရလိုက်လဲဆိုရဲဟာအောင်ပြန်ရှာဖွေဖို့လိုအပ်တယ်ဆိုတော့ပြောထားတာနော် ဲ့တော့ cause of beauty เนาะအကြောင်းကပါလေသိရင်ရပြီဒါမှမဟုတ်လေဒီဒီအဖြစ်ပြက်ဒီဖြစ်ရရဲ့လှပမှု beauty เนาะအဲ့ဒါဘာဖြစ်မလဲเนาะအဆုံးသတ်သွားရဆိုရင်တော့မဒီအဆုံးသတ်ရလှပခြင်းကဒီနှစ်ယောက်တည်းဘာကိုဖန်တီးပေးလိုက်လဲပေါ့ဆိုတော့အဲ့ဒီဘောပြန်ရှာပွေးစေခြင်းနဲ့ပြီးတော့ seek ways to bring depth of your war depth to your war เนาะဒီမှာတင်း war တင်း war ဆိုရဲဟိုဟာဒါ inner war เนาะတင်းအတွင်းစိတ်เนาะတင်းရဲ့ တင်းရကိုတင်းရကိုပိုင်းကဘာလေးရဲ့အတွင်းထဲကိုပြန်ပြီးရှာဖွေခိုင်းနေရလို့ကျွန်တော်တော့မြင်နေ။နောက်တစ်ခုဒီ message တွေကတော့ရှင်နေ You being gift with blessing or heaviness and peace တင်းရပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေနဲ့ထိုက်တန်နေအဲ့တော့တင်းကို gift တွေပေးပါလိမ့်မယ်ချိမြင့်ပါလိမ့်မယ် universe ကတင်းကိုအမြဲဆောင်ကြည့်ပြီးတော့တင်း divine ကတင်းကိုအမြဲဆောင်ကြည့်နေပြီးတော့ပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေရှာဖွေစေခြင်းနဲ့သူတို့ကလည်းပေးခြင်းတယ် နော်ဒီသဘောပဲ very positive energy ဒါပေမဲ့ ego ဆိုတဲ့ဟာလား ego ဆိုတဲ့သဘောတရားအရင် strong ဖြစ်တယ်အရင်တန်ပါတယ်နော် you learning of aspect of spiritual connection and such a new hikes so အချို့သူတွေ spiritual connection နဲ့ပတ်သက်နေတဲ့သူတွေရှိမယ် maybe a soulmate or maybe a twin flame ပေါ့နော်အမ် either လေးဖြစ်နိုင်တယ်ဒါမှမဟုတ် neither လေးဖြစ်နိုင်တယ်တော့တစ်ခုလုံးမဖြစ်တာလည်းဖြစ်နိုင်ဘာဖြစ် spiritual connection တွေနဲ့ဆုံတွေ့လာရမယ် spiritual connection ဆိုတော့ကိုယ့်ရဲ့အဆောင်ချောင်းနဲ့ကိုယ်နဲ့ကြား connection ကပိုပြီး strong ဖြစ်လာတာဒါမှမဟုတ်ကိုယ် soulmate တွေ twin flame တွေနဲ့တွေ့ဆုံဝင်ရတာเนาะ ကိုယ့်ရဲ့ soul partner ကိုယ့်ရဲ့ life partner နဲ့ဆုံတွေ့ဝင်ရတယ်ဒီလိုမျိုး very very special ဖြစ်တဲ့ connection တွေဒီ spiritual connection တွေကိုယ်မမြင်ရတဲ့အဆောင်ရှောင်းနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ connection တွေဆက်နွယ်မှုတွေဒါတွေကနေတစ်ဆင့်ကိုဟာအများကြီး uh new insights တွေเนาะ new insights ဆိုတာအသိဉာဏ်အသစ်တွေเนาะအမြင်သစ်တွေအများကြီးရလာမယ်ကိုဒီတက်ပို့ပြီးတော့ကောင်းတဲ့ရှုထောင့်တစ်ခုကနေကြည့်တက်လာလိမ့်မယ်ဆိုတာမျိုးဒီမှာ message ပေးထားတယ်เนาะ ောက်တစ်ခုကကျတော့ကိုယ့်ကိုယ်ကို proud ဖြစ်ပါငါပါလုပ်နိုင်တယ်ဆိုတော့ယုံကြည်ပါเนาะပြီးတော့ leadership skill ကောင်းဖို့လိုတယ်အဲ့တော့မကြခင်မှာအချို့လူတွေ leader ဖြစ်မယ်အချို့ကျတော့ position အလုပ်မှာဆိုရင် position ပိုကောင်းတဲ့ position ရောက်သွားတာမျိုးတွေအချို့ကျတော့လည်း leader ဖြစ်သွားတာ project တစ်ခုခုမှာကိုယ်က leader ဖြစ်နေလောက်ခံရတာမျိုးတွေလည်းရှိလာလိမ့်လိမ့်မယ်ဆိုတော့အဲ့တဘောတရားဖြစ်တယ် go with the flow ဒီကက်လေးကတော့ရှင်းတယ် go with the flow တဲ့ flow တွေတိုင်းပဲသွားပါတဲ့ flow ထက်ဒီလောကကြီးကခြားပြီးရဲ့ flow တွေတိုင်းပဲသွားလိုက် နော်အခုအဆင်မပြေဘူးမလားမပြေမပြေရတဲ့အတိုင်းလေးပဲသွားလိုက်โอเคမပြေဘူးမပြေဘူးမပြေဘူးโอเคတော့ပြေသွားလိမ့်မယ်ဒီလားအာဘေယာမအမြင်ဆိုးနေဆိုတာမရှိသလိုအမြင်ကောင်းနေဆိုတာလည်းမရှိဘူးလန်ကျန်ကိုလည်းဖြတ်မယ်လန်ချော့ကိုလည်းဖြတ်မယ်ဒီသဘောတရားပဲရှိတယ်နော်ဆိုတော့ fully diamond တော့โอเคငါဘွားကြီးကငါဖြစ်ချင်တာရေမဖြစ်လာသေးဘူးဟုတ်ပြီမဖြစ်လာသေးဘူးချိန်တိုင်းဖြစ်လာလိမ့်မယ်အချိန်တိုင်းအရာရာသူ့ဟာသူဖြစ်သွားလိမ့်မယ်နော်အဲ့တော့ covid flow နော် so change and progress အဲ့တော့ go with the flow သွားနေတဲ့အချိန်တွေမှာကိုပြောင်းလဲရမယ့်အရာတွေတဖြည်းဖြည်းမြင်လာလိမ့်မယ် go with the flow ဆိုရဲကိုဟာဥပမာကျွန်တော်ဥပမာတစ်ခုပေးမယ်ပေါ့ခီးသွားတဲ့အခါမှာကျွန်တော်လေနဲ့သွားကြရယ်ပေါ့လေနဲ့ဒီမြစ်ကိုကူးပြီးတော့ကျွန်တော်ခီးတစ်ခုသွားကြရယ်ပေါ့နော်သွားတဲ့အချိန်မှာကျွန်တော်လေကအမြန်ရောက်သွားရင်ကျွန်တော်ရှူကင်းတွေကိုတခြားကြည့်ချိန်မရအောင်လေကအမြန်ထွက်သွားတယ်ဆိုကျွန်တော်ရောက်ချင်တဲ့ခီးကျွန်တော်သွားလို့ရခီးကိုအမြန်ဆုံးရောက်သွားမယ်အဲ့ခါကျကျွန်တော်လေပေါ်ကနေကျွန်တော်မြင်သေးတဲ့လောက်အရာတွေကျွန်တော်မမြင်ကြတော့ဘူး ကျွန်တော်ပြောရတဲ့ကျွန်တော်ပြောရတဲ့သဘောပေါက်မိတယ်နော်ဆိုတော့ကျွန်တော်တို့မြင်တဲ့တော့ကျွန်တော်တို့သိတဲ့တော့မတွေ့ရတော့ဘူးဆိုတော့တကယ်လို့လေးလေးသာလေးလေးသာဖြည်းဖြည်းလေးပေါင်းကြည့်ပါလားကျွန်တော်ပုံဝင်ချီကိုဒီတက်ပို့ပြီးအခဲခဲမိပါနော်ဆောနာအမြန်ပေါင်းလာတဲ့ပို့ပြီးတော့ကျွန်တော်အခဲခဲမိမှသိကြတယ်အဲ့လိုကြရင်ကျွန်တော်ပုံဝင်ချီမှာပါရှိတဲ့ပို့သိရကျွန်တော်ရဲ့စူးစမ်းလေးတန်းနိုင်စွာပို့ပြီးတော့ကောင်းသွားလိမ့်မယ်ဟုတ်တယ်မလားဆိုတော့အဲ့ဒီဘောတရားပဲနော်အဲ့တော့ နေနေသွားနေတဲ့အချိန်မှာကိုဘာလို့ရမလဲကိုဘာရပြောင်းလဲရမလဲဆိုတော့ပုံမြင်တယ်ရွှေခင်းကိုလည်းပုံမြင်တယ်လို့เนาะကိုကိုကိုလည်းပုံပြန်ပို့ပြီးတော့ပုံမြင်တယ်ပေါ့เนาะဆိုတော့ချိုးကြလည်းတောင်ကြိုက်တယ်ချိုးကြလည်းရေလေးတွေရဲ့ agent မို့ကြိုက်တယ်ဒီလိုမျိုးလေးပေါ့အဲ့လိုမျိုးကြတော့ကိုယ့်ရဲ့ process လေးကသူ့ရဲ့ flow လေးနဲ့သွားနေရဆိုတော့တေချာစဉ်းစားချိန်လေးရရတယ် right เนาะဆိုတော့ change လုပ်ဖို့လည်းမကြောက်နဲ့ဒီ progress တွေ progress ဆိုတာကအဓိက progress ဆိုတဲ့ဘောတရားကအမြင့်အများကြီးလုပ်နေစရာမလိုဘူးလုပ်နေရောရပြီ မင်းအများကြီးလုံမဆိုတာမျိုးတဲ့မင်းဥမာပြည်သူအကျိုးတွေပိုးနေရတဲ့မင်းကဘာကြီးအတွက်အကောင့်အလုပ်ပေးနေရတဲ့မင်းနည်းနည်းလေးမင်းကိုမင်းကောင်းအောင်တခုတော့လုပ်လိုက်မင်းရပြီအဲ့လိုမျိုးသဘောတရားပြောတာတော့ error change progress ဆိုတာအချို့ຢာလေး change လုပ်ဖို့မကြောက်နဲ့ပြောင်းလဲပြင်လိုက်เนาะကို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 မြင်လာပါလိမ့်မယ်เนาะအဲ့ခါကျရင်ကိုယ့်အချင်းစိုးတွေကိုပြောင်းပြောင်းပြီးတော့နည်းနည်းလောက်လေးလုပ်ဖြစ်ရပြီမင်းနည်းနည်းပဲလုပ်เนาะအဲ့သဘောတရားကိုပြောတာ follow your dreams မင်းအိမ်မနောက်ကိုလိုက်ဒါရှိဒီဒီ message ရရှင်းတယ် တဲ့လိုပဲပြောတာမင်းအိမ်မက်နန်းကိုလိုက်ပါဆိုတော့မင်းဝတ္တနာပိုင်းရအောင်မင်းလို့ရမှာမင်းရွေးချယ်လိုက်တဲ့အရာမင်းတစ်လုံးရွေးချယ်ရတော့မှာတစ်လုံးမင်းလို့ရတော့မှာ right ဆိုတော့အဲ့ဒါကမင်းကိုဝေတော့ဝင်ဖို့မဖြစ်စေတဲ့မင်းရဲ့ dream ကမင်းအတွက်ဝေတော့ဝင်ဖို့မဟုတ်ဘူးမင်းရဲ့အိမ်မက်ဒီမင်းအတွက်ကောင်းမွန်တဲ့အရာတစ်ခုပဲဖြစ်ရမယ်မင်းကိုလိုက်ပြပေးနိုင်တဲ့အရာတစ်ခုပဲဖြစ်ရမယ်သဘောပေါက်တယ်မလားဆိုတော့အဲ့ဒီသဘောတရားပဲနောက်တစ်ခု အဲ့အဲ့လေးပဲပြောခင် transformation change ဆိုပြီးတော့နောက်တစ်ခက်ကျွန်တော်ထပ်တွေ့ရပေါ့နော်အောက်မှာလည်း change ဆိုရဲဟာလေးထပ်တွေ့ရ transform transformation เนาะပြောင်းလဲရမယ် transformation ဆိုတာကတနည်းအားနဲ့တနည်းအားကုသွားရလေးဖြစ်နိုင်သလိုတဘွားကြီးတဘွားကူွားတော့တဘွားကြီးတဘွားကူွားရဲ့ဆိုတာကျွန်တော်ပြောချင်တာကိုယ့်ရဲ့ပုံမဲ့ဒီနေရာ life style တခုမဟုတ်ဘဲနဲ့ lifestyle changing ဖြစ်သွားတာကျွန်တော်ဆက်လာပြောသလို position အပြောင်းလဲလေးနေတယ်เนาะဆိုတော့အလောက်ကရာထူးတိုးတဲ့အစစအစအနေတွေရာထူးတိုးနိုင်တယ်เนาะဟုတ်လား ဆိုတာအဲ့လိုမျိုးတွေ့ရဲ့အဲ့တော့အချင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီမှာ true love ဆိုတဲ့ energy လေးကိုတွေ့ပါတယ်အဲ့တော့ကိုဟာမကြခင်မှာ true love နဲ့တွေ့ဆောင်ရပါလိမ့်မယ်နော်ဆိုတော့ဘယ်လိုပြောရမလဲ passionate အပြည့်ဖြစ်တဲ့ relationship တစ်ခုဆောင်ကြည့်ခွင့်ရမယ်ပေါ့နော်ဆိုတော့ လက်ရှိမှာချစ်သူရှိပြီးသားတွေတကတော့အများကြီး total အများကြီးပြောစရာတော့မလိုကွဲချစ်သူကကိုယ်တည်းကောင်းမွန်တဲ့ partner တယောက်ဖြစ်တယ်ပေါ့နော်လူတိုင်းအတွက်ကတော့ maybe သူကတော့ true love ဆိုပြီးတော့တသက်လုံး true love เนาะ this is a romantic romantic of the lifetime ဆိုပြီးတော့ပြောလို့မရအောင်เนาะ this is a romance of a lifetime ဆိုတာမရှိဘူးเนาะဆိုတော့ ဟိုတက်ပြောလို့မရဟိုပြောတာမရှိဘူးမဟုတ်ဘူးเนาะဆိုတော့ personal ရင်းနေနေကြရင်တော့ okay သူက true love ဆိုတော့ကျွန်တော် true love ဆိုပြောပါရဲ့เนาะဒါပေမဲ့အမြင်ဒီ dividend ကြတော့လူအများကြီးကြည့်နေရဆိုတော့အကုန်လုံးနဲ့ရော true love ဖြစ်ချင်မှာဖြစ်မယ်ဒါပေမဲ့တို့တို့မများတော့ true love နဲ့တွေ့နေမယ်ကိုယ်အတွက်ကိုယ်တကယ်ချစ်တဲ့သူပေါ့เนาะ true love ဆိုတော့ this is a romance of a lifetime တော့ဒီဘဝတစ်ခုလုံးမှာမရခဲ့ဘူးရဲ့ love တစ်ခုအချစ်တစ်ခုတင်ရမယ်ပေါ့ဒီလူတယောက်เสียရပေါ့เนาะဆိုတော့ အဲ့လိုပဲ passionate အပြည့်ဖြစ်တဲ့သူဖြစ်မယ်ကိုမကိုဆွဲလန်းတတ်တယ်လို့ဖြစ်နေပဲပေါ့နော်အခြေအနေပတ်သက်ရင်လည်းကောင်းတယ်အရာရာကောင်းတယ်တင်းတွက်ကအကောင်းဘက်ကိုပြောင်းလဲသွားတာပဲဖြစ်တယ်နော်ဒီမှာလည်းတင်းသွားနေတဲ့လမ်းတော်မှာသူက star လေးဖြစ်နေရအခုမကြည့်နော်ဒီ comment လေးကလေ go with the flow နော်သူဘာဖြစ်သွားလဲမကြည့် तू အာလော်ရက်လေးသူပြုတ်ချသွားတယ်ဒါပေမဲ့ तू အဲ့ဒါကိုစိတ်မညစ်ဘူးညာလော်ရက်ပြုတ်ချသွားတယ်သူလက်လင်းနဲ့လော်နေတယ်ဆိုတော့ โอเคคีย์ยောက်ရပြီလေဟုတ်တယ်မလားဒါပဲလေဒီမှာဆိုလဲဖောင်လေးနဲ့ဆက်သွားနေคีย์ပေါ့ရပြီဟုတ်တယ်မလားဒီမှာလေအဲဒီမှာကြီးအကုန်လုံးကအရွေးတစ်ခုကိုပြနေနော်ဒီမှာလေးရွေ့နေရဒီမှာလေးလစီကိုသွားနေဒီမှာလေးရွေ့ဒီမှာကြီးဒီမှာလေးคีย์ထွက်ဖို့အတွက်ရွေ့နေရနော်လမ်းကြောင်းတစ်ခုကိုပြနေဒီမှာလေးကြီးကိုလှေနဲ့คีย์ထွက်ဒီမှာလေးလှေနဲ့คีย์ထွက်ဒီမှာလေးคีย์ထွက်ဒီမှာလေးคีย์ထွက်အဲ့တော့ အဘရုတ်သွားခြင်းနဲ့တူရေနော်နိုင်ငံသားသွားခြင်းနဲ့တူအရန်နေကတ်လာပြီကျွန်တော်သွားဖို့အတွက်နေကတ်လာပြီပေါ့နော်ချို့တက်ကကျတော့တခုခု movement လုပ်ခြင်းနဲ့တူတွေမကြခင်မှာပြောင်းရွှေ့လာပါတော့မယ်အပြောင်းရွှေ့နေရအပြောင်းရွှေ့အိန္ဒိယပြောင်းရွှေ့ကြီးလည်းဖြစ်နိုင်သလိုနော်လူအပြောင်းရွှေ့ကြီးလည်းဖြစ်နိုင်တယ်နော်โอเคကျွန်တော်တို့ season of the wish လေးကြည့်ပြီးတော့တော်ပါပြီနော်အများကြီးတော့ အများကြီးလည်းပြောပြီးသွားပြီဆိုတော့အာ message လေးတွေကိုမကြိုက်အောင်ဆိုရင် data လေးရက်ပြီးတော့ပြန်ပြောနားထောင်ပြီးနော်အချိန်တွေအများကြီးပေးပေးရတော့လည်းကျေးဇူးတင်ပါတယ်နော်ကျွန်တော်က guidance လေးတောင်းပေးရဆိုတော့အဲ့လိုစိတ်တကြနေတွေရှိရဆိုရင်ဒီ video လေးကိုကြည့်ပြီးတော့အားတက်သွားရင်ရပြီပေါ့နော်ကျွန်တော်အမြဲတမ်းဒီ message တွေကိုပဲ video တိုင်းမှာ ပြောနေရတော့လည်းမဟုတ်ဘူးဗျာကျွန်တော် message comment တခုကျွန်တော်တွေးလိုက်တယ်ပေါ့နော်ဆရာက video တိုင်းမှာ video ပဲပေးသွားတယ်ပေါ့နော်ဒီစကားကြီးပဲပြောနေရဆိုတော့ ဲ့လိုမျိုးဆိုတာလေကျွန်တော်ကလေကက်ကမြင်တဲ့အတိုင်းပြောတာကျွန်တော်ကလေ motivational terrorator ပုံစံဘက်ကိုသွားတဲ့အခါကျတော့ကျွန်တော် motivate ပေးရတာဗျနော် Okay ကျွန်တော် collective တမလေးအတွက် message တွေကြည့်ပေးပါ message တွေကြည့်အောင် Let's see for our collectives. What do they need to know right now? okay ကျွန်တော်တကက်တော့ထုတ်ထွက်လာပြီ wine flowers ဆိုရဲ့အကက်ကလေးပေါ့နော်ကျွန်တော်အကက်တရားတော့အများကြီးထွက်တယ်ကျွန်တော်တကက်ပဲယူချတာပေါ့ wine flowers when you allow yourself to imagine wildly words or words are words or words are created နော် okay yeah dreamy very dreamy no demani dreams demani dreamy very dreamy flower flowers many you know wine flowers wine flowers are cool ဒီအချို့ကြလေလူငယ်ပါမယ်ဒီထဲမှာကျတော့အမျိုးသားအမျိုးသမီးเนาะလူငယ်လူရွယ်လူလက် အမျိုးစုံပါမယ်လူကြီးပါမယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အရွယ်မှာကိုယ့်ရဲ့တည်တည်များများရဲ့လွတ်လပ်မှုပေါ်ပါမှုနဲ့နေပါတယ်ကိုယ့်ရဲ့အိမ်မက်တီးကရိုင်းစံနေတောင်မှအဲ့အိမ်မက်တီးကိုလက်မလွတ်ပါနဲ့နော်ကိုကိုကိုအာတကယ်တော့လေ immersion လုပ်တယ်ဆိုတာမခတ်ဘူးဗျာနော်စိတ်ကူးရတယ်ဆိုတာကရင်းနှွှဲရတာပဲကျွန်တော်တို့ကလေးပေါ့ဆာလေးရစားပြီးလူကြီးတဲ့ပဲကျွန်တော်အာဇာအိုရဲ့အချိန်အထိအိုဇာတာရောက်နေတဲ့အချိန်အထိကို ော်ကျွန်တော်စေကူးရင်လို့ရတာပဲဟုတ်တယ်မလားစေကူးရင်တာမပင်မန်းပါဘူးစေကူးရင်လို့ရတယ်အဲ့တော့တိတ်ကိုတည်းစေကူးရင်ဝင်ပြုတ်နော်အချို့အတွေ့အကြုံလိုက်ပြောရှေ့ကနေပိတ်ဆို့မနေနဲ့ block line လုံးမနေနဲ့ပေါ့နော်။ Okay ငါဒီလောက်ပဲဒီလောက်ပဲတွေးလို့ရဆိုကိုကိုကို limit လုံးမနေနဲ့ပေါ့နော်။အဲ့ limit ကိုကျော်ပြီးတော့ကိုကိုရိုင်းကအာလွတ်လပ်စွာပြန်တမ်းဖို့ဒီမှာပြောထားတာပါ။ပြောချင်တာအားလေနော်။ ဆိုတော့လွတ်လပ်စွာပြန်တမ်းဖို့ရဲ့ဒီအချို့ကြာငယ်ရဲသူတွေကြတော့ကိုယ့်ရဲ့ငယ်ရဲ spirit ဒီပေါ့နော်ငယ်ရဲစိတ်ဝိညာဉ်ကိုအများကြီးမခံစားတတ်ကြအောင်နော်ငယ်ရဲမှုဒီနုပြုံမှုကြောင့်ရလာတဲ့ကိုယ့်အတွက်အာဘယ်လိုပြောရမလဲကောင်းမွန်တဲ့အရာတွေကောင်းမွန်တဲ့အချက်တွေပေါ့နော်ဆိုတော့ prophets တွေအဲ့ဒါတွေကို အာရုံမဆိုင်နိုင်ကြအောင်ငယ်ရွယ်တဲ့အချိန်မှာ stress တွေအရင်ပြီးနေရချို့တွေကလည်း heart break တွေဖြစ်နေမယ် trauma တွေရနေကြမယ်เนาะဆိုတော့ငယ်ရွယ်တဲ့အချိန်မှာဒါတွေကမလိုအပ်ဘူးလေเนาะဆိုတော့ဒါတွေဖြစ်နေရမယ့်အချိန်မဟုတ်ဘူးเนาะဆိုတော့အဲ့ဒါတွေဖြစ်နေခဲ့ရင်တော့မကိုကိုကိုယုံထွက်လို့ပါလို့မရမှာလေဟုတ်တယ်မလားတော့ so wily wily ဆိုတော့လောလူငယ်ဆန်ဆန်လေထဲမှာမျောလွင်လိုက်လေထဲမှာလွင့်ချလိုက် who cares เนาะဘယ်တော့ကျွန်တော်ယူဆိုင်ပါလေဟုတ်တယ်မလား ဆိုအဲ့လိုတဘောမျိုးသွားရဲဗျ။ဟမ် my flower ကျွန်တော်အဲ့လို energy ပဲရတယ်။ lower stable stable ဖြစ်တဲ့ energy ကိုလည်းရရဲဗောနော် stable lower stability ကိုပြရဲကဲလို့လည်းကျွန်တော်ကတော့မြင်နေဗျ။နော်ဆိုတော့လုံးဝ blooming ပွင့်ဖူးလိုက်ကိုဖြစ်ချင်တဲ့အရာတွေကိုပွင့်ဖူးလိုက်ပေါ့နော်အဲ့တော့အာ key တင်းရဲ့ beauty တင်းရဲ့ creativity နော်တင်းရဲ့လှပမှုတင်းရဲ့ငယ်ရွယ်မှုတင်းရဲ့တင်းရဲ့ အဲပျော်ရွှင်မှုတင်းရဲ့ဝမ်းသာမှုတင်းရဲ့ကြည်နွမှုတင်းရဲ့ငြိမ်းချမ်းမှုတင်းရဲ့အေးချမ်းမှုအစရှိတဲ့ပြည်ဒါရဲ့အကုန်လုံးကတင်းရဲ့ဘဝကိုထတနေရာကနေပြီးတော့ထောက်ပံ့ပြုနေရဲ့ထောက်ပံ့ပေးနေရဲ့ဆိုတော့မမေ့နဲ့ပေါ့နော် Okay Okay ပါဆိုတော့အာဗီဒီယိုလေးကို enjoy ဖြစ်မယ်လို့ထင်ပါတယ်เนาะကျွန်တော်အများကြီးတော့ပြောရချင်မရှိတော့ဘူးကျွန်တော်တကယ်ချမ်းစီတေချာလေးပြောပြပေးခဲ့ရေပေါ့နော်ဆိုတော့ reading လေးကိုလည်း enjoy ဖြစ်မယ်လို့ထင်ပါတယ်เนาะ ဆိုတော့အချိန်လေးပေးပြီးတော့ကြည့်ပေးကြတဲ့အတွက်အမြဲကျေးဇူးတင်လို့မဆုံးပါဘူးเนาะတကယ်လို့မအောင်ဆိုလေရရပြီးကြည့်လို့ရရနော်တခါရဲပြီးကြည့်မှဆိုတာမျိုးမဟုတ်ဘူးကျွန်တော်ရီဒင်းတွေက very very free ဖြစ်တယ်ပေါ့ပါပါပဲပေါ့เนาะကျွန်တော်အများကြီးအတင်းကြီးကျွန်တော်တို့ hostel အနေနဲ့ဟောနေရမျိုးမဟုတ်ဘူးပေါ့เนาะကျွန်တော်ရဲ့အပုံစံကပေါ့ပါပါလေးနဲ့တဘောအတိုင်းတွေတွားရဲ့ reading type တွေတွားရဲ့ပေါ့เนาะဆိုတော့ okay okay very relaxed and very chill and very peaceful เนาะ အဲအေးချမ်းပဲအဲရမ်းစိတ်စိတ်တတောက်တတာဖြစ်စီဖို့အတွက်ကျွန်တော်ရီဒီနေရကြီးဝဲတာကွာနော်ဆိုတော့ကျွန်တော်ရီဒီချင်းတတောက်တတာဖြစ်မယ်ပေါ့နော်ဆိုတော့ဒီလိုဒီလို universe message နဲ့ပတ်သက်ပြီးတော့လည်းလာမေးလို့ရတယ်ကျွန်တော်ဆင်ပါလေနော် package လေးရှိတယ် Okay အဲ့တော့စိတ်တက်ကြနေတဲ့သူတွေစိတ်ဖိစီးနေတဲ့သူတွေအများဆုံးအဲ့ဒီစိတ်တန်ရတွေကနေရုံထွက်နိုင်ကြပါစေစိတ်တန်ရကနှိမ့်ဆက်လို့ပင်မနေကြတဲ့သူတွေအားလုံးလည်းဒီစိတ်တန်ရကနေပြီးတော့အများဆုံးရုံထွက်နိုင်ပြီးတော့ကိုယ့်ရဲ့ဘဝအတွက်တကယ်တမ်းလာပါတဲ့ ရွေးချက်တွေပျော်ရွှင်မှုတွေကိုလက်ခံရရှိပါစေရှာဖွေတွေ့ရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ဒီနေ့ရီတယ်လေးကိုဒီမှာပဲဆုံးသက်ပါတယ်အလုံးမေတ္တာချမ်းမြေ့တဲ့ကလေးကိုပတ်စံနေကြပါစေ။ personal reading လေးလာပြောမေးလို့ရရယ်နော်။အကလေးလေးရှိရကကျွန်တော်လာပြီးဆက်သွယ်လို့ရပါရဲ့။ Marcus ကအကုန်လုံးကိုစောင့်ကြည့်နေပါရဲ့ခင်ဗျာ။တတ။